အခုဆိုရင်9လပိုင်းနဲ့ကိုရောက်ရှိလာပြီဖြစ်ပါတယ်9လပိုင်းနဲ့ကိုရောက်ရှိလာတယ်ဆိုတဲ့အခါမှာ မိတ်ဆွေတို့အနီနဲ့ထူးထူးခြားခြားတွေ့ကြုံခံစားရမယ်ပြဿနာတစ်ခုပြောပါဆိုရင်စိတ်နှက်ခွဖြစ်တတ်တဲ့ပြဿနာလို့အတတ်မှတ်ရမှာဖြစ်ပါတယ်ငားလာဝိုင်းဆွေကာလာတွေမှာကျွန်တော်ဒီကိုဘင်းလာမေးရဲ့လူကြီးတော်တော်များများအနီနဲ့ဒွိဟာဖြစ်စရာတွေအများများနေရတွေ့ရတယ်ဒါအကြောင်းကျွန်တော်ငားလာပိုင်းကိုတီချာလေးတွက်ချက်ကြည့်တယ်ဆိုရဲအနီထားမှာငားလာပိုင်းကလမ်းပျောက်စရာလေးဒီအနေနဲ့အများဒွိဟာဖြစ်စရာကောင်းလောက်တဲ့အခိုက်အတန့်မျိုးလေးဒီကြုံနေရတတ်တာမျိုးကိုတွေ့နေရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ငားလာဝိုင်းဆွေကာလာမှာလူတော်တော်များများဖြစ်လေဖြစ် ာရှိမဲ့ပြဿနာအနေနဲ့ဆိုရင်စိတ်နှခွဖြစ်ရတတ်တယ်။နှစ်ခုနှစ်ခွရှင်တွဲပြီးတော့မှရွေးချယ်ရစဉ်းစားရဆုံးဖြတ်ချက်ချရခက်ခဲတတ်တဲ့အပိုင်းမျိုးတွေများစွာကြုံလာရတတ်တာဖြစ်ပါတယ်။အလုပ်ပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားဒါလေးလုပ်ရင်ကောင်းမလားဟိုလေးလုပ်ရင်ကောင်းမလားစသဖြင့်တွေ့ဝေရတတ်တဲ့အပိုင်းမျိုးလေးတွေကြုံလာရတတ်တယ်။လမ်းပြောင်းနေတဲ့လူကြီးတော်လည်းမဟုတ်ဘူးပေါ့ဗျာ။ဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲမှာကိုကိုယ်တိုင်ဆုံးဖြတ်ချက်ချရခက်ခဲနေတတ်တဲ့အဖြစ်ပြက်အခိုက်အတန့်မျိုးတွေကြုံနေရတတ်တဲ့သဘောတရားဖြစ်ပါတယ်။ ငါဒါလေးလုပ်ရင်ကောင်းမလားငါဒါလေးလုပ်လိုက်မယ်မှားသွားရင်လည်းငါဘလို့ဖြစ်မလဲဒါလေးလုပ်လိုက်တာအစင်ရောပြေမှပြေပါမလားဒီရလေးရောငါတို့ကကောင်းအောင်ကောင်းပါမလားစသဖြင့်ရွေးချယ်ရစဉ်းစားရခက်ခဲရတတ်တဲ့အပိုင်းမျိုးလေးတွေကြုံလာတတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုကိုတိုင်းအနေနဲ့ကဆုံးမချက်မချရတော့ဟာငါခီးထွက်မလို့ကွာ9ရက်နေသွားရင်ကောင်းမလား10ရက်နေသွားရင်ကောင်းမလားအဲအဲ့လိုမျိုးပေါ့နော်အထီးကတော့ကိုကိုကိုဆုံးဖြတ်ချက်ချနိုင်စွမ်းနေပျောက်ဆုံးနေတတ်တယ်ဆိုတဲ့အနေထားမျိုးလေး တွေ့ရတာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ငါးလပိုင်းဆိုရင်ကာလာမှာမိတ်ဆွေတို့အနီးနဲ့တော်တော်များများကြုံတွေ့ရမယ့်ပြဿနာဆိုရင်စဉ်းစားရဆုံးဖြတ်ချက်ချရဝေဖန်ရပိုင်းဖြတ်ချက်ချရတာခက်ခဲစရာကောင်းတဲ့အဖြစ်အပျက်မျိုးကြုံတွေ့လာရတတ်တာဖြစ်ပါတယ်ခင်ဗျအဲဒီအတွက်ကြောင့်ငါးလပိုင်းဆိုကာလာတွေမှာမိတ်ဆွေတို့တွေအနီးနဲ့နှစ်ခုနှစ်ခုရှင်ပြီးတော့ရွေးချယ်စရာတွေများကြုံလာရရင်အကောင်းဆုံးကတော့ဘေးနေမေးလိုက်ပါဘောနော်စလာပါအကောင်းဆုံးကတော့ မိမိစိတ်ထဲမှာဖြစ်ရှင်နေတဲ့အရာလှုပ်ရှင်နေတဲ့အရာကိုပဲရှေ့တန်းတင်ပြီးတော့မှလှုပ်ဆောင်လိုက်ပါပေါ့အဲ့ဒါဆိုရင်ကကိုယ့်အတွက်ပိုကောင်းပါလိမ့်မယ်နော်အဓိကကတော့ဗျာသူများတွေပြောပြီးတော့မှအဲဘယ်လိုရမလဲသူများတွေကအကြံဉာဏ်ပေးတာတွေကိုနားမထောင်ဘဲနဲ့ကိုကိုယ်တိုင်နေနေကငါဒါလေးတော့လှုပ်ရှင်တဲ့စိတ်ဘူးပျော်နေရဆိုကောက်လှုပ်ပလိုက်ဒါဒါလိုမျိုးအနေထားကိုယ့်အတွက်အဆင်ပြေသွားမှာဖြစ်ပါတယ်ပြီးတော့ပြဿနာနောက်ထပ်တစ်ခုရှိတာက အားငယ်တဲ့ပြဿနာဗျငါးလပိုင်းစရိကာလအတွင်းမှာလူတော်တော်များများအနေနဲ့ကတစုံတယောက်ယောက်စီကနေပြီးတော့မှချစ်ချင်းမြတ်တာတွေကိုမျော်လင့်နေမိတဲ့အခိုက်အတန့်မျိုးတွေကြုံလာတတ်တယ်ဒါကငါးလပိုင်းတွင်းမှာနိမ့်နံသားသမီးတော်တော်များများဖြစ်လိဖြစ်တာရှိမဲ့ပြဿနာပဲအားပေးမှုတွေလိုအပ်နေတဲ့ပုံစံပေါ့ โอเคငါလာပိုင်းကိုရောက်ပြီးငါလုပ်တည်ပြန်ကြိုးစားတော့မယ်ဒါပေမဲ့ motivation လိုနေတယ်တယောက်ယောက်ကနေကိုယ်ကိုတွန်းအားလေးပေးလိုက်တာမျိုးလေးကိုကိုယ်ကလူချင်းနေတဲ့ပုံစံမျိုးလေးဖြစ်နေတတ်တယ်အဲတဲ့ကိုယ်ကကောင်းပါလေးရှိထားရဲဆိုလို့ရှင်အေးကောင်းပါလေးရေငါလှုပ်လေးတွေပြန်လုံးမလို့ငါဒါလေးဒါလေးလုံးမလို့ငါအောင်နဲလောက်လေး motivation လေးပေးပါဦးအဲကိုကိုရေဒါလေးလုပ်လိုက်ပါအင်းဒါလေးကကောင်းတယ်ကိုကိုကြိုးစားနိုင်ပါတယ်အဲဆိုလိုချင်တာကဗျာကိုယ်ကိုတယောက်ယောက်ကနေပြီးတော့မှဟဲ့အောင်မင်းကြိုးစားဟဲ့အောင်မင်းဒါလေးလုံးမင်းချမင်းလုံးနိုင်တယ်မင်းမှာစွမ်းတတ္တိအများရှိမင်းလုံးနိုင်တယ်ဆိုတာငါယုံကြည်တယ်မင်းလုံးကို ို့အဲအဲ့လိုမျိုးပေါ့နော်တရားရောက်ကနေကိုယ်တွန်းအားပေးပြီးတော့မှပြောတာဆိုတာမျိုးကိုယ်တရားရောက်ကနေ pressure ပေးလိုက်တဲ့ဟာမျိုးလေးကိုမျောလင့်နေမိတဲ့တဲ့ပုံစံမျိုးလေးတွေစိတ်ထဲမှာခံစားရတတ်တယ်တရားရောက်စီရဗျာအားပေးမှုတွေကိုလိုချင်နေတဲ့ပုံစံမျိုး ကိုယ်ကတယောက်ကနေတာမင်းကြိုးစားအာငါငါငါဟိုကြိုးစားကွာမင်းတကယ်ငါမျိုးသဘောချတယ်မင်းကြိုးစားမှန်တယ်မင်းဆက်လို့အယောင်ကြီးကောင်းတယ်အဲ့လိုမျိုးလေးတာတယောက်ကနေကိုယ်ပြောကြည့်လိုက်အသေးလဲနင်းလုံးမဲ့လူတွေကြီးပဲဒီဗီဒီယိုတွေထဲမှာပါတဲ့လူတွေကတော့အဲ့လိုပုံစံမျိုးပဲကျွန်တော်ဆိုလိုချင်တာနားလဲတာအဲ့တော့ကြောင့်မလို့ချစ်သူရည်သားရှိထားတဲ့မိတ်ဆွေတွေအနေနဲ့ကလည်းဒီငါးလပိုင်းတွေကိုရောက်ပြီဆိုရင်ကိုယ့်ရဲ့ချစ်သူရည်သားကိုကို ကိုကိုတိုင်းအနေနဲ့ပြန်ပြီးတော့အားပေးရမယ်ကို့မှာကောင်းလေးရှိတယ်ဆိုတဲ့ကို့ကောင်းလေးဘာလို့လုံနေလဲသူ့မှာအခက်ခဲဖြစ်နေလားကိုကိုကြီးအလုပ်တွေတိချာလုံနော်ကိုကိုကြီးဒါလေးတော့ဒီလိုဒီစိုးစားနော်ဘေဘီလေးကိုကြီးနားမှာအမြင်နဲ့ရှိနေမယ်ဘေဘီလေးအဲကိုကြီးနားမှာအမြင်နဲ့ရှိနေပြီးမှကိုကြီးဖြစ်ချင်တဲ့အရာတွေကိုကိုကိုကြီးရဲ့နားမှာအမြင်နဲ့ရှိနေပြီးမှကိုကြီးကိုအဲတက်နိုင်သူကြီးကိုကြီးဘေဘီလေးဘေဘီလေးကိုကြီးကိုကူညီပေးမယ်ဒီလိုပုံစံမျိုးလေးတွေများတော့အဖြစ်ပြောပေးပါအဲ့ဒါဆိုလို့ရှိရင်အရန်ကိုစိုးစားကြမယ်ယောက်ျားအတူကြီးဖြစ်သွားမှဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မလို့အဲ့ဒါကြောင့်မလို့ဒီ၅လပိုင်းဆိုကာလာတွင်းမှာချစ်တူရီသာရှိထားရ ယ်သူတွေအနေနဲ့ကကိုယ့်ရဲ့ချစ်သူကြီးသားကိုယ့်ရဲ့အိမ်နောင်ဘက်ကိုအားပေးတာမျိုးလေးလုပ်ပါအားပေးတဲ့စကားမျိုးတွေပြောကြည့်ပါအဲ့ဒါဆိုရင်အဲ့လူတယောက်ကပို့ပြီးတော့မှကိုလုံချင်ကန်ရေးသိတဲ့အပြည့်အဝနဲ့ motivation တွေအပြည့်နဲ့နေမညာညာမနာအလုပ်တွေတောင်းလျှောက်ကြီးကိုလုပ်နေမှာဖြစ်ပါတယ်ခမဒါက၅လဝင်ဆိုကာလာတွဲမှာလူတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပါတယ်ထို့အတူပဲမိန်းကလေးတွေဆိုလည်းအဲ့လိုမျိုးပဲမိန်းကလေးတွေငါငါအလုပ်တွေပင်ပန်းနေရကွာအလုပ်တွေအလုပ်တွေကိုကမနော်အလုပ်တွေကြိုးစားနေရအလုပ်တွေလုပ်နေရတယ်ကိုယ့်ရဲ့ရည်သားစီကနေကိုယ့်ရဲ့ချစ်သူရည်သားကောင်းလေးစီကနေပြီးတော့မှ အဲအားပေးမှုလေးတွေနွေးထွေးမှုလေးတွေလိုအပ်နေတဲ့ပုံစံမျိုးလေးရှိပါတယ်ဒီအတွက်ကြောင့်ဒီလိုကာလတွေမှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးလေးဖြစ်ဖြစ်เนาะ အဲအားပေးမှုလေးတွေလောက်ပါမူတီဗေးရှင်းလေးတွေပေးပါအဲကိုကိုကြီးကြိုးစားတော့ချစ်တယ်အာဘွားကိုကိုလို့လို့တာတော်တယ်အဲဒီလိုလေးတွေအများသောအဖြစ်ပြောပေးပါကိုယ့်ကောင်မလေးဆိုလို့ရှိရင်လေဟာကလေးလေးရေတော်တယ်ကွာကလေးလေးကြိုးစားတာမိုက်တယ်ကွာကလေးလေးဘူယူရိုက်တာမိုက်တယ်ကွာဟာကလေးလေးအာဝှက်ထားလှလိုက်တာအဲအဲ့လိုလေးတွေပေါ့နော်မူတီဗေးရှင်းပုံစံမျိုးလေးတွေစကားလေးတွေကိုတုံးတုံးပြီးတော့မှပြောပေးပါနော်ဒီနေရာမှာချစ်တူရီတာမရှိထားတဲ့သူတွေအနေနဲ့ကတော့ဘာမှဟိုလောက်ရမှာမဟုတ်ဘူးမင်းတို့တွေကိုအားပေးမဲ့သူလည်းတိတ်ပြီးလို့ရှိမှာမဟုတ်ဘူးဆိုတော့ချစ်တူရီတာမရှိတဲ့သူတွေကတော့ဒီတိုင်းပလိန်ကြီးကိုယ့်အနေကိုတက်ရောက်တဲ့ကြီးခွဲခံစားပြီးတော့မှအဲ တယောက်တည်းအားနေအိမ်နေအဲ့လိုပုံစံမျိုးဖြစ်မဲ့သဘောတရားကြီးတော့သွားတယ်ပေါ့နော်ဒါကတော့ချစ်သူရီသားမရှိတဲ့သူတွေကိုပြောပြတာပါချစ်သူရီသားမရှိတဲ့သူတွေတော့အထီးကျန်ဆန်တဲ့အဲငားလာပိုင်းလေးကိုဖြတ်တန်းရအောင်မှာဖြစ်ပါတယ်ခင်ဗျာနော်โอเคပါကဲဒါလေးကတော့အဲငားလာပိုင်းနဲ့ပတ်သက်ပြီးတော့မှအသိထားသင့်တဲ့အချက်လက်လေးတွေကိုလာရောက်ပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲမင်္ဂလာပါအားလုံးပဲချစ်သူမိုက်တင်ပါတယ်ခင်ဗျာဆန်နေသူဖြစ်ပါတယ်ခင်ဗျာအားလုံးပဲချစ်သူမိုက်တင်ပါတယ်